ကြောက်တက်ရင်သွားမလျှော်သင့်နဲ့အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်က၆ချားစရာနေရာများပြည်သူများလုံးမင်္ဂလာပါရှင်အမန်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေအမေရိကန်နိုင်ငံဆိုတာကကမ္ဘာပဝါအကြီးဆုံးနိုင်ငံတစ်ခုဖြစ်ထင်ရှားပြီးတော့လူသားမျိုးနွယ်ရဲ့တိုးတက်မှုပြရောက်နေရာတစ်ခုဖြစ်လေလူသည်များကြပါရဲ့ဒီလိုမျိုးအရာရာခက်မီတိုးတက်နေတဲ့အမေရိကန်လိုနိုင်ငံမျိုးမှတောင်းဒီနေ့ချိန်ဒီအဖြစ်ရှာမရနိုင်သေးတဲ့တဘာဝလွန်နေရာတွေတရှိနေပါရဲ့ အခုပြောပြမယ့်အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်ကတချို့နေရာတွေကလည်းတာမန်လူသားတွေရဲ့အုံနှောင်းနဲ့အပြေရှာမရနိုင်တဲ့သဘာဝလွန်ဖြစ်ရပ်တွေဖြစ်ပေါ်နေပါတယ်။တချို့ကတော့အဲ့ဒီနေရာတွေကပရာလောကသားတွေနာနာဘဝတွေခိုအောင်နေထိုင်ရာ နေရာဖြစ်ကြပြီးတော့သူတို့ရဲ့နေရာကိုလူသားတွေလာတာမကြိုက်လို့ပုံစံအမျိုးမျိုးနဲ့နှောက်ယှက်နေကြတာဖြစ်တယ်လို့ဆိုကြပါတယ်။အရင်တော့အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်လေးကခြောက်ခြားစရာကောင်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်ပေါ်နေတဲ့နေရာတွေကဘယ်လိုနေရာတွေများဖြစ်မလဲ။နောက်ပြီးတော့ဘာကြောင့်ဒီနေရာတွေကထူးခြားနေရတာလဲဆိုတာကို သိရဖို့အတွက်ကျွန်မနဲ့တူဗီဒီယိုလေးကိုအဆုံးထိသူကြည့်လိုက်ရအောင်ပါ။ပထမဆုံးပြောပြပေးမယ့်နေရာကတော့ဖလော်ရီဒါပြည်နယ်အတွင်းမှာရှိတဲ့တဆေတောင်ကုန်းပဲဖြစ်ပါတယ်။ဒီတဆေတောင်ကုန်းကဘာကြောင့်ထူးခြားနေရတယ်လဲဆိုရင်အဲ့ဒီနေရာမှာရှိနေတဲ့သဘာဝလွန်မြေဆွဲအားကြောင့်လို့ပဲပြောရမှာပါ။ တစေတောင်ကုန်းနားကိုရောက်ပြီဆိုတာနဲ့မော်တော်ကားနဲ့ဆက်တက်ရင်တွေဟာအင်ဂျင်ပိတ်ထားရင်တောင်မှသူ့လိုလိုတောင်ကုန်းပေါ်ကိုရွေလျားကုန်ကြပါတယ်။တိတ်ပံမညာရှင်တွေကတော့ဒီတောင်ကုန်းရဲ့အနီးအနားမှာရှိတဲ့မူမမန်နဲ့တန်လိုက်ဆက်ကွင်းကြောင့်အခုလိုမျိုးဖြစ်ရတာလို့ဖြေရှင်းထားပါတယ်။ဒါပေမဲ့အယူဆွဲတဲ့ဒေတာကန်တွေကတော့ဒီတစေတောင်ကုန်းမှာမမြင်ရတဲ့အဆောင်ရှောက်တယောက်ယောက်ရှိနေလို့အခုလိုမျိုးထူးဆန်းတာတွေဖြစ်ရတာလို့ယုံကြည်ထားပါတယ်။သူတို့ရဲ့ပြောပြချက်အရတစ်ချိန်တုန်းကဒီနေရာမှာ Native American လူမျိုးသူရဲကောင်းကြီးတအူးရှိခဲ့ပြီးတော့ သူကသူ့ရဲ့ဒေတာကိုကာကွယ်ဖို့အတွက်အေယာမမိစာကြီးတကောင်နဲ့တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီလိုတိုက်ခတ်ရင်းနဲ့မိစာကြီးရောသူ့ရဲ့ကောင်မှတည်ဆုံသွားခဲ့ကြပြီးတော့သူ့ရဲ့ကောင်ကတော့ဒေတာကိုချစ်တဲ့စိတ်ကြောင့်မကြွမလွတ်ပဲတစ်စေတောင်ကုန်တဝိုက်ကိုဒီနေ့ချိန်ထိစောင့်ရှောက်နေရဆဲဖြစ်ပါတယ်။ဗဇက်ပြောရာဇဝင်နေအရာဆိုရင်သူရဲကောင်းကြီးရဲ့အလောင်းကတစေတောင်ကုန်းရဲ့မြေအောက်တနေရာမှာမြုပ်နှံထားရလို့သိရပါဗျ။တစေတောင်ကုန်းနဲ့ပတ်သက်ပြီးတော့အမယုံကြည်ကြတဲ့သူတွေက ဒီနေရာကိုတကူတကလာရောက်ကြပြီးကားတွေနဲ့စမ်းသပ်ခဲ့ကြပါတယ်သူတို့ဟာကားကိုနီယိုထွဲပြစ်ထားပြီးတော့ brake ကိုနင်းထားပါတယ်အဲဒီနောက် brake ကိုလွှတ်လိုက်တဲ့အခါမှာမမြင်ရတဲ့အရာကြီးတစ်ခုကသူတို့ရဲ့ကားကိုတောင်ကုန်းပေါ်တီရောက်အောင်ဆွဲသွားတယ်လို့ပြောကြပါတယ်နောက်ထပ်ကြောက်ကြားစရာကောင်းတဲ့နေရာတစ်ခုကတော့ Florida ပြည်နယ်ကဒိုရာတောင်မှာရှိတဲ့လှစ်ဝက်မြေအောက်ဘန်ကာဝဲဖြစ်ပါတယ်ဒီမြောက်ခန်းကိုစစ်အေးကလာတော့ကအစိုးရင်လွန်နေတဲ့မီလီယနာတထေတစုက နျူကလ িয়ার စစ်ပွဲတွေဖြစ်လာရင်တိမ်းရှောင်နိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့တိစောက်ခဲ့ရလို့သိရပါတယ်။သူတို့ဟာရှေ့သမျှကိုစွမ်းညံစွမ်းနေလူအင်အားငွေအင်အားတွေနဲ့မြေအောက်ပေ9000အနက်မှာရှိတဲ့နေရာတစ်ခုလုံးကိုမြေအောက်ခန်းဖြစ်ဖန်တီးခဲ့ကြတာပါ။လူတရာလောက်6လလောက်ကြာတဲ့ဒီအထဲမှာအေးစစ်စစ်နေနိုင်ဖို့အတွက်အရည်ရထားတာကြောင့်အစားအသောက်တူလောင်ခန်းတွေမိဖို့ကြောင့်တွေစေဝါကူတာရေးခန်းတွေ ဒါအပြင်လက်နက်ခဲယံပေါင်းတထောင်လောက်ဆန်းတဲ့ဂိုရောင်ကြီးကိုပါထည့်သွင်းတိစောက်ထားတာဖြစ်ပါတယ်။ဒါပေမဲ့နျူကလ িয়ার စစ်ပွဲတွေကဖြစ်ပွားမလာတဲ့အကြောင်းရာဇုနှစ်တစ်ခုကြာတဲ့အထိအဲ့ဒီမြေအောက်ခန်းကြီးကအစွန်ပြေခံဖြစ်ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့စူဇန်လေးလာရေးသမားတွေကခြုံတွေပိတ်ပေါင်းနေထူထပ်နေပြီးတော့ဖုံတွေပင့်ကိုမြင်နေကန့်နေတဲ့ဘန်ကာကြီးကိုရှာတွေ့ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီမှာထူးဆန်းတာတခုကိုသွားတွေ့ခဲ့ပါတယ်။ အဲ့ဒါကဘာလဲဆိုတော့လူမနေတဲ့ဘန်ကားထဲမှာရေပိုက်တွေကိုတယောက်ယောက်ကဖြန့်ပြီးတော့သုံးထားတာကိုတွေ့ရပြီးတော့ကော်ရီဒါတစ်ချောင်းမှာလည်းတိတ်မကြသေးဘူးလို့ယူဆရတဲ့လူချင်းရာတွေကိုတွေ့ခဲ့ရပါတယ်။ဒေါ်ကြီးမြန်မဲတွေကဘန်ကားထဲမှာဒီနေ့ထိနေထိုင်နေတဲ့တရဝါတွေကဘယ်သူတွေများဖြစ်မလဲ။ပရလောကသားနန္နာဘဝတွေလားဆိုတာတွေ့ဟဖြစ်ခဲ့ရပါတယ်။လေးလာရေးသမားတွေကလည်းဟိုဒီဒီကြည့်ရှုနေရင်းနဲ့တယောက်ယောက်ကသူတို့ကိုစောင့်ကြည့်နေလို့ခံစားမိရကြောင့်ကြောက်လန့်ပြီးတော့ အထဲကိုဆက်မသွားရတော့ပဲပြန်ထွက်လာခဲ့ကြပါတယ်။မိတ်ဆွေတို့လည်းအကြောင်းသိလို့ဖလော်ရီဒါကိုရောက်တဲ့အခါမှာကျွန်မပြောပြခဲ့တဲ့နေရာတွေကိုသွားလေကြည့်ဖို့အကြံပေးလိုက်ပါတယ်။ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။